ပါမြစ်မရေဒီယိုအစီအစဉ်ကနေကြိုဆိုပါရစေမြစ်မရေဒီယိုဟာမြန်မာပြည်သူတွေအတွက်ထုတ်လွှင့်တင်ဆက်လျက်ရှိပါတယ်မြစ်မရေဒီယိုမနက်ပိုင်းအစီအစဉ်ကိုတော့နေ့စဉ်မြန်မာစံတော်ချိန်မနက်9နာရီကနေ9နာရီခွဲအထိလိုင်းဒိုမီတာ49မီတာ6.1 MHz ကနေဖမ်းယူနာဆင်နိုင်ပါတယ်မြစမရေဒီယိုညနေပိုင်းအစီအစဉ်ကိုတော့နေ့စဉ်မြန်မာစံတော်ချိန်ညနေ9နာရီကနေ9နာရီခွဲအထိ5.16မီတာ16.5တက်မဂါဟတ်စ်ကနေထုတ်လွှင့် င်သွားမှာဖြစ်ပါရဲ့ရှင်။ မင်္ဂလာပါရှင်မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးဘေးကင်းလုံခြုံပြီးစိတ်ချမ်းသာကိုကြမ်းမရှိကြပါစေလို့မဇ္ဈိမရေဒီယိုဖွဲ့သူဖွဲ့သားတွေကဆုတောင်းမေတ္တာပို့သလိုက်ပါတယ်အောက်တိုဘာလ4ရက်စနေနေ့ညပိုင်းမဇ္ဈိမရေဒီယိုစီစဉ်ကိုမြန်မာစံတော်ချိန်ည9:00နာရီကနေစတင်ထုတ်လွှင့်နေပါပြီကျွန်မရှင်မဒီကနေ့နားဆင်ရမယ့်စီစဉ်တွေကတော့မြန်မာမှာလူငယ်၄ပုံတပုံခန့်ဟာအလုလက်မဲ့ဖြစ်နေကြောင်း UNDP ပြောတဲ့သတင်းနဲ့အတူနေပြီးတော့မှအစ္စလာမ်သာသနာပြုမြေခွင့်ပြုမှုကြောင့်အငင်းပွားနေတဲ့ချောင်းပါဝင်နောက်ဆုံးရပြည်ရင်းသတင်း င်းတွေနဲ့တပတ်တွင်းကထူးခြားနိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးပါမယ်။သတင်းတွေနားဆင်ရပြီးမှတော့အပတ်စဉ်စီစဉ်နေနဲ့ဘာတွေပြောမလဲဘာတွေမင်းမလဲစီစဉ်ကိုနားဆင်ရဖို့ရှိပါတယ်။အခုကတော့ပထမဆုံးအနေနဲ့ပြည်တွင်းသတင်းတွေကိုတင်ဆက်ပေးသွားမှာပါ။ င်္ဂလာပါနောက်ဆုံးရပြည်တွင်းသတင်းလေးကိုတင်ဆက်ပေးပါတော့မယ်ကျမရှင်မပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့မြန်မာနိုင်ငံတဝမ်းမှာလူငယ်လေးပုံတပုံခန့်ဟာအလုလက်မဲ့ဖြစ်နေကြောင်းကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် UNDP ရဲ့အောက်တိုဘာလ2ရက်နေ့ထုတ်အနာဂတ်ရပ်တန့်ခံမျိုးဆက်တဲ့အစီရင်ခံစာမှာပြောထားပါတယ် လက်ရှိမှာမြန်မာနိုင်ငံလူဦးရေရဲ့သုံးမုန့်တစ်ပုံးကျော်ဖြစ်တဲ့အသက်15နှစ်ကနေ35နှစ်အတွင်းရွယ်ရှိတဲ့လူငယ်တွေဟာပညာရေးနဲ့အလောက်ကင်အတွက်မကြုံစဘူးစိန်ခေါ်မှုတွေကိုရင်ဆိုင်နေရတာဖြစ်တယ်လို့ဆိုပါတယ်အနာသိမ်းပြီးတဲ့နောက်နိုင်ငံရေးမတည်ငြိမ်မှုစီးပွားရေးကျဆင်းမှုနဲ့လူမှုရေးပြဿနာတွေကြောင့်မှလူငယ်တွေရဲ့တင်ယူမှုနဲ့အလောက်ကန်ရရှိမှုလမ်းကြောင်းတွေဆိုးရွားစွာယိုယွင်းလာနေတာဖြစ်တယ်လို့ဆိုပါတယ်အထူးသဖြင့် Greenie လိုမျိုးဒေသတွေမှာ လူငယ်တဝက်ကျော်ဟာအလုလမဲ့ဖြစ်နေကြတဲ့အတွက်စိန်ခေါ်မှုတွေပုံမကြီးမနေတယ်လို့လည်း UNDP မြန်မာကပြောထားပါတယ်။ဒါအပြင်အမျိုးသမီးငယ်တွေအနေနဲ့လည်းအမျိုးသားတွေထက်ကိုအလောက်ကင်ဈေးကွက်ကနေနှစ်ဆကျော်နှုန်းနဲ့ဖယ်ချိန်ခံနေရပြီးအခက်ခဲတွေပုံမရင်ဆိုင်နေကြရတယ်လို့ဆိုပါတယ်။ဒီချိန်ဒီဟာမျိုးဆက်တစ်ခုလုံးစာအတွက်လွတ်လပ်စွာရပ်တည်နိုင်ရေးနဲ့အခွင့်အလမ်းတွေရရှိနိုင်ရေးတို့ကိုလက်လွတ်ဆုံးရှုံးလိုက်ရတာဖြစ်ပြီးမြန်မာနိုင်ငံပြန်လည်ထူထောင်ရေးနဲ့ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက်ဆိုးရွားတဲ့အကျိုးဆက်တွေတက်ရောက်စေနိုင်တယ်လို့လည်းထောက်ပြထားပါတယ်။ အစီရင်ခံစာဟာမြန်မာလူငယ်သဘောထားစစ်တမ်း2024ကရရှိတဲ့နိုင်ငံလုံးဆိုင်ရာအချက်အလက်တွေအပြင်တိစုံမေးမြန်းမှုတွေနဲ့အုပ်စုဖွဲ့ဆွေးနွေးမှုတွေပေါ်အခြေခံပြီးလူငယ်တွေရဲ့ပညာရည်ကနေအလောက်ကန်ကိုကူးပြောင်းတဲ့ဖြစ်စဉ်ကိုလေ့လာထားတာဖြစ်တယ်လို့ဆိုပါတယ်ပညာရေးမှာလည်းအသက်16နှစ်ကနေ24နှစ်ရွယ်ကြားကျေးလက်နေလူငယ်9ဦးမှ4ဦးနီးပါးဟာပညာရေးတောင်မှမဟုတ်သင်တန်းတစ်ခုခုမှတက်ရောက်နေခြင်းမရှိတော့ကြောင်း ်ထို့သဖြင့်တနင်္သာရီချင်းစကိုင်းနယ်ကရင်တို့မှာစီးပွားရေးဆိုင်ရာလိုအပ်ချက်တွေရှိနေပြီးလုံခြုံမှုမရှိတာနဲ့ပညာရေးကိုလက်လန်းမမီဖြစ်နေတဲ့အတားဆီးတွေဟာလူငယ်တွေကိုကျောင်းကနေနှုတ်ထွက်ဖို့တွန်းအားပေးတဲ့ရှိနေတယ်လို့ဆိုထားပါတယ်ရှင်နေပြည်တော်ပြည်မနာမြို့နယ်မှာအစ္စလာမ်သာသနာပြုဖို့အတွက်မြေနေရာကိုဆေးအုပ်စုလက်အောက်ခံစီပင်သားရရေးကော်မတီခွင့်ပြုချက်နဲ့ခြံစည်းရုပ်ခတ်တဲ့ကိစ္စပေါ်အမျိုးသားရေးလှုပ်ရှားသူတွေကကန့်ကွက်ကြောင်းပြုလုပ်လျက်ရှိတယ်လို့မြို့ကန်ဒီကပြောပါတယ်။ အဲ့ဒီမြေတွေဟာစစ်ကောင်းဆောင်ဗိုလ်ချုပ်မှုချင်းမရောက်နိုင်ကချပေးထားတာဖြစ်ပြီးလက်ရှိမှာခြံစည်းကိုခတ်ထားတဲ့အဆင့်သာရှိသေးကြောင်းဘလို့အဆောက်အုံကမှဆောက်လုပ်မှုမရှိသေးကြောင်းပြည်မနာမျိုးကန်တူကမင်းသမားကိုပြောပါတယ်မျိုးချင်းမြမရဟန်းတော်များတမခါရန်ကုန်ကလည်းအောက်တိုဘာလ၂ရက်နေ့မှာထုတ်ပြန်ချက်တစောင်းထုတ်ပြန်ထားပြီးအဲ့ဒီမြေနေရာနဲ့ပတ်သက်ပြီးပြန်လည်တုံ့တက်ဖြတ်သိမ်းပေးဖို့မေအောင်လိုင်းထံကိုစာပို့ထားတယ်လို့ဖော်ပြထားပါတယ်။ အခုကိစ္စနဲ့ပတ်သက်ပြီးစံခိုင်ရေးပါတီရဲ့နေပြည်တော်ကောင်စီနယ်မြေဥက္ကဋ္ဌဘူးလက်ဦးလှဆွေကတော့အော်တိုဘားလ3ရက်နေ့မှာသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကတစင်ပြောဆိုမှုတွေရှိရမှာစီပင်ခွင့်ပြုချက်မှာဗလီဆောက်ဖို့မပါရှိကြောင်းမွတ်စလင်ကုတူဖြစ်စေရုံဒါမှမဟုတ်မွတ်စလင်ဘိုးဘွားရိတ်သားလဲဆောက်ရင်ဆောက်နိုင်ကြောင်းပြောဆိုထားပါတယ် ဒါပြင်ယခု ခရစ်ယာန်ဟိန္ဒူနဲ့အစ္စလာမ်ဘာသာဝင်တွေအထွတ်ချပေးထားတဲ့မြေနေရာဟာတဧကနှစ်ဧကခန့်သာရှိပြီးနေပြည်တော်မှာဧကတရာဗုဒ္ဓသာသနာစုံလုံရန်ရှိကြောင်းတိလရှင်တက္ကသိုလ်အတွက်25ဧကတရားစခန်းအတွက်20ဧကမရှိခနဆရာတော်အတွက်10ဧကအရှိစေကိန်းနာအတွက်10ဧကပါဝင်ကြောင်းလည်းဘူးလတ်ဦးလဆွေကထုတ်ဖော်ပြောထားပါဗျ။2024ခုနှစ်ဧပြီလကဆေးအုပ်စုနဲ့ဘာသာပေါင်းစုံကိုယ်စားလှယ်တွေတွေ့ဆုံရမှာဗုဒ္ဓခရစ်ယာန် အစ္စလာမ်နဲ့ဟိန္ဒူဘာသာတွေအတွက်ဘာသာရေးဆိုင်ရာအဆောက်အအုံတွေစောင့်လုပ်နိုင်မှုမြင်းနေရာတွေချပေးခဲ့တာဖြစ်ပါတယ်အဲ့ဒီအချိန်ကလည်းအမျိုးသားရေးလှုပ်ရှားသူတွေဟာအဲ့ဒီမြေနေရာခြားထားမှုကိုစစ်စစ်ပြီးဖျက်သိမ်းပေးဖို့တောင်းဆိုခဲ့ပူပါတယ်။အခုကန့်ကွက်ခံရတဲ့မြေနေရာကိုနေပြည်တော်စီရင်သားရရေးကော်မတီရဲ့ခွင့်ပြုမိတ်ဆာမှာအစ္စလမ်ဘာသာဝင်တွေအတွက်သာသနာပြုလုပ်ငန်းတွေဆောင်ရွက်ဖို့မြေနေရာဆိုပြီးဖော်ပြထားတာတွေ့ရပါတယ်။ ဒေတာကတူကတော့အခုကိစ္စဟာရွေးကောက်ပွဲနဲ့ချိန်ကိုက်ပြီးဘာသာရေးအငင်းပွားမှုတွေကိုဖြစ်ပေါ်စေဖို့ရည်ရွယ်လှုံ့ဆော်ခြင်းသာဖြစ်တယ်လို့သုံးသပ်ထားပါတယ်ရှင်။မြန်မာနိုင်ငံရဲ့အချင်းကြခံဒီမိုကရေစီခေါင်းဆောင်ထွန်းဆက်စုကြည်ကိုလှုပ်ပေးရတဲ့အတွက်စစ်ကောင်မရှင်ကိုဖိအားပေးပြီးဖို့တားဖြစ်သူ Kim Harris က တရုတ်သမ္မတရှီချင်းဖင်ထံကိုမြစ်ကြာရက်ခံတောင်းဆိုလိုက်ပါတယ်။အချင်းကြနေပြီ။ကျမကြီးလည်းမကောင်းဘူးလို့ခြားသိရတဲ့အသက်80အရွယ်ရှိတဲ့မိခင်ဖြစ်သူလူမြောက်ကြီးအတွက်ကူညီကြဖို့ဗီတိမမွေးဖွားခဲ့တဲ့နိုင်ငံရေးနဲ့မပတ်သက်တဲ့အသက်48နှစ်အရွယ်ရှိပြီဖြစ်တဲ့တားဖြစ်သူဟာကမ္ဘာကောင်ဆောင်တွေကိုမချသေးခင်ကလည်းမြစ်တရက်ခံတောင်းဆိုလာတာဖြစ်ပါတယ်။ကျွန်တော်ရတဲ့သတင်းရင်းမြစ်တွေအရာမိမိကိုလှုပ်ပေးဖို့တရုတ်နိုင်ငံကလည်းတောင်းဆိုနေတယ်ဆိုတာသိရတယ်လို့ဆိုပြီးသူကပြောထားတာဖြစ်ပါတယ်။ တရုတ်တာဝန်ရှိသူတွေဟာတခြားသူတွေကဲ့သို့ပင်တူမီခင်နဲ့တွေ့လို့ရတောင်းဆိုနေတယ်လို့ယုံကြည်ကြောင်းလည်းသူကပြောပါတယ်။တရုတ်တာဝန်ရှိသူတွေကလည်းတွေ့ခွင့်မရပဲအခြားဘသူမှလည်းတွေ့ခွင့်မရတာကိုမိမိသိရကြောင်းသူကထပ်လောင်းပြောကြပါတယ်။ထောင်ပြေမှမှရှိတဲ့ဘသူမဆိုးတောင်းဆဆုကြည်ကိုတွေ့ခွင့်ရရေးစ조사ချဖို့ Kim Harris ကဖိတ်ခေါ်ပြီးအရာမှာဒါဒေါန်ဆဆုကြည်တက်ရှိထင်ရှားရှိနေစေဆိုတာကိုအ ਨੇ ဆုံးတူအူးကအတီးပြုတ်ပေးနိုင်လိမ့်မှာဖြစ်တယ်လို့ဆိုပါရယ်။ ကျွန်တော်မိမိထောင်ထဲမှာဆုံးပါနေမှာကိုအချိန်တိုင်းစိုးရိမ်နေရပါတယ်။ထောင်ထဲကအခြေအနေတွေကကြောက်မက်ဖွယ်ကောင်းတယ်လို့ Kim Harris ကပြောပါတယ်။ဒေါက်ဆာစုကြည်ဟာပထမဆုံးနေအင်ကျဲချုပ်ကို1989ခုနှစ်ကစပြီးတော့စုစုပေါင်း16နှစ်ကြာဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီးယခုမှ ထောင်ထဲမှာတဦးတည်းတည်ထောင်ထိန်းသိမ်းခံရတာဖြစ်ပါတယ်။သူဟာ1992ခုနှစ်မှာနိုဘယ်ငြိမ်းချမ်းရေးဆုရရှိထားသူဖြစ်ပါတယ်ရှင်။ ထိုင်းနိုင်ငံဘန်ကောက်မြို့မှာအောက်တိုဘာလ၄ရက်နေ့မနက်ပိုင်းကချင်းပပြုတ်လုခဲ့တဲ့မြမစပတ်အုံအောင်လာအောင်ဆိုင်ရဲ့နောက်ဆုံးလက်ဝဲထိုးပွဲမှာသူကအနိုင်ရရှိခဲ့ပါတယ်။ဒုတိယအချိန်2မိနစ်39စက္ကန့်မှာပြိုင်ဘက်ဆွီဒင်ဖိုက်တာစပတ်ရှန်ကာဆစတန်ကိုအနိုင်ရရှိခဲ့တာဖြစ်ပါတယ်။အောင်လာအောင်ဆိုင်ရဲ့လက်ဝဲထိုးပွဲတိုင်းမှာ၄ပြူတီဆိုလေးရှိတဲ့အမဲလိုက်ကတချင်းနဲ့ပွဲထွက်လေးရှိပြီးအခုသူ့ရဲ့နောက်ဆုံးပွဲမှာတော့၄ပြူကိုယ်တိုင်လာရောက်တီဆိုဖော်ပြခဲ့တာဖြစ်တယ်လို့ One Champion ရဲ့ရှစ်ကဖော်ပြထားပါတယ်။ ယခုလက်ဝဲပွဲဟာအောင်လအောင်ဆိုင်ရဲ့နောက်ဆုံးပွဲဖြစ်တယ်လို့အောင်လက BBC နဲ့အင်တာဗျူးမှာဖေဆိုထားပါတယ်ရှင်။တောင်မြူသားလွတ်မြောက်ရေးတမတော် TNL ထိမ့်ချုပ်ထားတဲ့ကွက်ခိုင်မြို့မှာအသက်၈နှစ်ရွယ်ကလေးငယ်တဦးစာတင်ကျောင်းကပြန်တဲ့လမ်းမှာအသက်ခံထားရပြီးအဲ့ဒီအမှုမှာတရက်ခံမမိသေးကြောင်းဒေသခံတွေကပြောပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာလ၂ရက်နေ့မှာကုတ်ခိုင်မျိုးရက်ကွက်ရှစ်မှာနေထိုင်တဲ့အသက်၈နှစ်အရွယ်မတ်ရွှေငိမ့်ဟာကျောင်းပြန်လမ်းမှာလေပင်လှီတက်ဖြတ်ခံထားရတဲ့တံရရနဲ့တိတ်ဆုံးနေခဲ့တာဖြစ်ပါတယ်။ အခင်းဖြစ်တဲ့နေရာကနေမတ်စတာထားတဲ့အမျိုးသားနှစ်ဦးထွက်လာတာကိုမျက်မြင်တူဦးကတွေ့ရပြီးလက်ရှိမှာအဲ့ဒီမျက်မြင်အမျိုးသားပြောတဲ့လူပုဂ္ဂိုလ်တွေပါဝင်ကလေးငယ်ရဲ့ဖခင်ကိုပါ TNL ရဲ့တအောင်ရဲတပ်ဖွဲ့ကစစ်ဆေးမေးမြန်းနေကြောင်းသိရပါတယ်။အခင်းဖြစ်ပွားပြီးတဲ့နောက်မျက်မြင်သက်တေကကလေးငယ်ရဲ့ဖခင်ဖြစ်သူကိုတွားရောက်ပြောပြပြီးတဲ့နောက်ကလေးငယ်ရဲ့ဖခင်ဖြစ်သူဟာ ကလေးလောင်းကိုသွားကင်ခြင်းသက်ဆိုင်ရာအဖွဲ့တွေမရောက်ခင်အထိဆေးရုံပို့ဆောင်ခြင်းတွေလှုပ်ဆောင်ပြီးခြင်းတို့ကြောင့်ဖတ်ခင်ဖြစ်သူကိုပါဆက်ဆေးမေးမြန်းနေတာဖြစ်တယ်လို့ဒေသခံတွေရဲ့ပြောကြားချက်အရသိရပါတယ်။တိတ်ဆုံးသွားတဲ့မတ်ရွှေငင်ဝစ်စင်ထားတဲ့ရွှေနကတ်တရံနဲ့ရွှေအစ်စ်မဟုတ်တဲ့ဆွဲကြိုးတကုံပြောင်းနေကြောင်းလည်းသိရပါတယ်။တိတ်ဆုံးသူမတ်ရွှေငင်ကိုအော်တိုဘားလ3ရက်နေ့ညနေ3:00ခန်းကရှမ်းတင်ဆိုင်တုံးတံမှာတချို့ခဲ့ကြောင်းဒေသခံထံကနေသိရပါတယ်။ မရွှေငယ်တိဆုံမှုနဲ့ပတ်သက်ပြီးအမှုမှာပေါ်ကောက်ကကျူးလွန်သူတရားခဏနေဖမ်းမိနိုင်ရတဲ့အတွက်မြို့ကန်တွေကမျှော်လင့်နေကြပါတယ်ရှင်စစ်ကောင်မရှင်ကရွေးကောက်ပွဲကာကွယ်ရေးဥပဒေပြဋ္ဌာန်းပြီးတဲ့နောက်နှစ်လအတွင်းမှာလူပေါင်း60ကျော်ကိုဖမ်းဆီးအရေးယူထားတယ်လို့ရွေးကောက်ပွဲကာလလုံခြုံရေးဆိုင်ရာကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌပြည်ထရေးဝန်ကြီးဒုတိယပိုချုပ်ကြီးထွန်းထွန်းအောင်ကအော်တိုဘားလ3ရက်နေ့ကပြောကြောင်းအော်တိုဘားလ4ရက်နေ့ထုတ်စစ်ကောင်မရှင်ထိန်းချုပ်သတင်းစာတွေမှာဖော်ပြထားပါတယ်။ ရွှေကောက်ပွဲကာကွယ်ရေးဥပဒေကိုစစ်ကောင်မရှင်ကဇူလိုင်လ29ရက်နေ့မှာပြဋ္ဌာန်းခဲ့တာဖြစ်ပြီးစက်တဘာလ30ရက်နေ့အထိအဲ့ဒီဥပဒေနဲ့အမှုပေါင်း24မှုမှာလူ64ဦးကိုအရေးယူထားတာဖြစ်တယ်လို့သိရပါဗျ။ရွှေကောက်ပွဲကိုထိခိုက်စေနိုင်တဲ့လှုပ်ဆော်မှုတွေ၊ဝါဒပြမှုတွေ၊ကျူးလွန်နေသူတွေကိုဆက်လက်ပြီးစုံစမ်းဖော်ထုတ်အရေးယူသွားဖို့လိုတယ်လို့ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းအောင်ကပြောပါဗျ။လက်ရှိမှာရွှေကောက်ပွဲလုပ်ငန်းစဉ်တွေပြတ်ပြားစေဖို့ကျူးလွန်နေလို့ဆိုပြီးစစ်ကောင်မရှင်တပ်ကဖမ်းဆီးထားသူတွေထဲမှာ ကရင်နီပြည်နယ်လွိုင်းကော်မြို့နယ်ထဲကအသက်မပြည့်သေးသူ၃ဦးလည်းပါဝင်ပါတယ်စစ်ကောင်မရှင်ရဲ့ရွှေကောက်ပွဲကာကွယ်ရေးဥပဒေမှာရွှေကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်တွေကိုဖြစ်စေဒါမှမဟုတ်လုပ်ငန်းစဉ်ရဲ့တစိုက်တစိဒေတာကိုဖြစ်စေပြက်ပြားစေဖို့ဟောပြောခြင်းပြောဆိုခြင်းစီယုံခြင်းလှုပ်ဆော်ခြင်းဆန္ဒပြခြင်းဒါမှမဟုတ်စာရေးသားဖြန့်ချီခြင်းတို့ကိုမပြုလုပ်ဖို့အတွက်ထက်သွင်းတားမြစ်ထားတာဖြစ်ပြီးလူမှုကွန်ရက်စာမျက်နှာတွေမှာရွှေကောက်ပွဲပေါ်ဝေဖန်ရေးသားနေသူတွေကိုလည်းဖမ်းဆီးနေတာဖြစ်ပါတယ်။ လက်ရှိမှာစစ်ကောင်မရှင်အနေနဲ့အာရခတက်တော် AA အဖွဲ့၊ကရင်မျိုးသားစီယုံခရမ်းယူကောင်းဆောင်တွေနဲ့ချင်းပြည်ချင်းလန်းအစိုးရဖွဲ့ဝင်တွေကိုလည်းအရေးယူနိုင်ခြင်းမရှိသေးပေမဲ့ရွေးကောက်ပွဲဥပဒေတွေနဲ့အဖို့ဖွင့်ထားပါတယ်ရှင်။ နောက်ဆုံးရပြည်တွင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။အခုဆက်လက်ပြီးတော့တပတ်တွင်းကထူးခြားနိုင်ငံတကာသတင်းချို့ကိုနားဆင်ကြရပါမယ်။တရုတ်ပြည်သူလွမြောက်ရေးတပ်မတော် PLA ကပြီးခဲ့တဲ့လမှာပြုလုပ်ခဲ့တဲ့2025တရုတ်အောင်ပွဲနေ့စီးပြပွဲအခမ်းအနားအတွင်းပွဲထုတ်ပြတာခဲ့တဲ့ ခင်မီလက်နက်စနစ်အများအပြားကထိုင်ဝမ်ရဲ့အချိုးမညီစစ်ပွဲကိုတံပြန်ဖို့ရည်ရွယ်ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဆိုင်ရာကျွမ်းကျင်ပညာရှင်တူကမကြသေးခင်မှာပြောခဲ့ပါတယ်။ထိုင်ဝမ်စစ်တပ်ငွေကြေးထောက်ပံ့တဲ့တင့်တန့်အဖွဲ့ဖြစ်တဲ့အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးသုတေသနအင်စတီကျူကစက်တင်ဘာလ25ရက်နေ့မှာထုတ်ဝေတဲ့ကာကွယ်ရေးနဲ့လုံခြုံရေးဆိုင်ရာစာစင်မှာကျွမ်းကျင်ပညာရှင် ရှီရူဂျီရှရန်ကမှတ်ချက်ပြုရာမှာထိုင်ဝမ်ဟာအချိုးမညီစစ်ပွဲနဲ့ပတ်သက်ပြီးဆယ်စုနှစ်များကြာရင်းနှီးမြှုပ်နှံထားခဲ့တယ်လို့ဆိုပါတယ်။ အချို့မကြီးစစ်ပွဲနဲ့ပတ်သက်ပြီးယင်းနီမြုံနယ်နဲ့ထိုင်ဝမ်ရဲ့ရည်ရွယ်ချက်ကအာသာအင်အားပိုကြီးတဲ့တပ်တခုရဲ့ကျူးကျော်မှုကိုဟန်တားနိုင်စေဖို့နဲ့အဲ့ဒီအားကြီးတဲ့ဘက်ကိုကုန်ကြစေများစေဖို့အတွက်သေးငယ်ပြီးတံပိုးနှဲပေမဲ့အထူးထိရောက်မှုရှိတဲ့လက်နက်စနစ်တွေအသုံးပြုတာဖြစ်ပါတယ်။ဒါပေမဲ့ဒုတိယကမ္ဘာစစ်ပြီးဆုံးမှု180ပြည့်အထိမ်းအမှတ် ပေကျင်းမှာစတိမာလာ3ရက်စီပြပွဲအတွင်းပြတာတဲ့ PLA လက်နက်တွေအနက်တချို့ဟာထိုင်ဝမ်ရဲ့ရှီယင်ဆွဲဒုံးကျည်ဖြတ်စနစ်တွေအပေါ်ကြီးမားတဲ့ PR တက်ရောက်စီပွဲရှိတယ်လို့ INDSA ကလက်ထောက်သုတေသနအဖွဲ့ဝင် ရှီယူကပြောပါတယ်။အဲ့ဒီလက်နက်တွေထဲမှာတိုက်ချင်းပြပဲ့ထိန်ဒုံးကျည်တစ်မျိုးဖြစ်တဲ့ Downfan 61 ဝိုင်းဂျီတင်းမောဖြတ်ဒုံးကျည်တွေနဲ့ GL3 တိုက်ချင်းပြစ်ရေငုပ်တင်းမောကပြစ်လွတ်တဲ့ပဲ့ထိန်တုံ SLBN တို့ပါဝင်တယ်လို့ရှီယူကရေးသားထားပါတယ်။အဲ့ဒီနောက်ဆုံးပုံမျိုးဆက်၁ဒုံးကျည်တွေအားလုံးဟာ ထောက်လန်းတိရှိဖို့ခက်ခဲသလိုထောက်လန်းတွေ့ရှိပြီးနောက်မှာတော့မှသူတို့ကိုအပြည့်အဝကြားဖြတ်ဟန်တာနိုင်မှာမဟုတ်ဘူးလို့ရှီယူကဆိုပါတယ်။ဒုံးကျည်တွေကိုမြေပြင်ရင်တွေရေငုပ်တင်းမောတွေနဲ့လေရင်တို့ကနေပြစ်လွတ်နိုင်တာကြောင့် နေပယ်အားလုံးက ချိန်ချောက်မှုတွေကို ဖြစ်စေနိုင်တယ်လို့သူကပြောပါတယ်။မြေပြင်မှာ PLA ဟာ ZTZ 100တင်ကားကိုထုတ်ပြခဲ့ပြီးအဲ့ဒီမှာ စင်ဆာတွေနဲ့အတူအလိုလျောက်အကာအကွယ်စနစ်တစ်ခုနဲ့ဒုံးကျည်တွေဒရုန်းတွေကိုကြားဖြတ်ဟန်တားမဲ့လက်နက်တွေပါဝင်တယ်လို့ရှီယူကပြောပါတယ်။ PLA တင်ကားတစ်တွေရဲ့တခြားသောအကာအကွယ်တွေမှာ အမှုတန်းရဲ့ဘေးကင်းမှုကိုတိုးမြင့်ပေးမယ်လူကထိမ့်ဖို့မလိုတဲ့အမြောက်တင်ဆောင်လေတစ်ခုပါဝင်တယ်လို့ဆိုပါတယ်တစ်ချိန်တည်းမှာပဲ GL1 ဝေဟင်ကပြစ်လွတ်တဲ့ပဲ့ထိန်ဒုံးကြီးအပြင်စစ်ရေးပြပွဲမှာ PLA ရဲ့ပထမဆုံးနျူကလ িয়ার ဒုံးကြီးဖွဲ့စည်းပုံကို ပြသခဲ့ပါတယ်စစ်ရေးပြပွဲမှာတရုတ်ကဝေဟင်ကပြစ်လွတ်တဲ့ဒုံးတွေရင်းငုံတင်းမောကပြစ်လွတ်တဲ့ဒုံးတွေ ြေပြင်အခြေပြုဒုံးကျည်တွေဆိုတဲ့နျူကလ িয়ার လက်နက်ပစ်ခတ်တိုက်ခိုက်ရေးနီလန်သုံးတွယ်ကိုအောင်မြင်ရရှိထားကြောင်းပထမဆုံးအကြိမ်အများကိုထုတ်ဖော်မှုလည်းဖြစ်ပါတယ်။နျူကလ িয়ার လက်နက်ပစ်ခတ်တိုက်ခိုက်ရေးနီလန်သုံးတွယ်ကိုတရုတ်ရဲ့ပြသမှုကသူ့ရဲ့ကြီးထွားလာတဲ့စစ်အင်အားနဲ့အတူကမ္ဘာတဝန်းနိုင်ငံတွေကိုထပ်မံနိုင်ထက်စီးနင်းလုပ်ဖို့ရည်ရွယ်တယ်လို့ရှီယူကပြောခဲ့ပါတယ်။ မြစ်မဗီဒီယိုစီစဉ်ကိုဆက်လက်အသံနှင့်နေပါတယ်ရှင်အခုဆက်လက်ပြီးတော့ပတ်စင်ခန္ဓာအနေနဲ့ဘာတွေပြောမလဲဘာတွေမင်းမလဲစီစဉ်ကိုနားဆင်ရမှာဖြစ်ပါတယ်အဲ့ငါတက်ကြည့်ဖေးရမှာကျွန်တော်နေဟိုပါဘောမကြမကြ ကျွန်တော်ထိဆက်ပြီးတော့ဆွေးနွေးတော့ဆွေးနွေးကြတာပေါ့။နော်တက်ကလည်းညီးတာ။ညီးရည်တော့အဲကျွန်တော်တို့ကလည်းအဲ့ချိန်ကပွင့်နေပြောရင်ဗျ။ဒီအခုလိုပေါ့ဗျာကျွန်တော်တို့လန်နေပေါ့ဗျာ။အဲ့ဒီရန်နေရာလည်းကြောက်ပါသေး။ဆိုတော့ကျွန်တော်တောင်းတောင်းနေရာတွေမှာတကပြောလို့မရ။လုံးချုံလှုပ်ရတဲ့နေရာတွေမှာအဲ့လိုပဲထုံးတာနိုင်ပေါ့ဗျာ။တွေ့ဆုံပြီးတော့မှပြောဆိုပြီးတော့လို့တော့နောက်နေရကြအောင်။ဒါပေမဲ့ကျွန်တော်လည်းမပြောသေးဘူး။စိတ်ထားတာလေ။ အဲ့နဲ့အဲ့ဒီခက်ကတော့ကျွန်တော်တို့ကဘာလဲဆိုတော့အိမ်ဘွားဆင်းပြီးတော့ရုံကျုံမနေရတဲ့ဘွားတွေပေါ့ဗျာဘယ်နှစ်ခုနဲ့လဲအာကျွန်တော်တို့ကအဲ့ဒီ80 89 80 90 90တက်ကအရင်ကျွန်တော်မှာအင်းကျွန်တော်တက်ရှေ့ကကြားတဲ့ပုံစံတွေလည်းရှိတယ်လူတွေရုံကျုံမအိတ်ပါညာအလူငယ်တွေဟိုပါဖြစ်တယ်နောက်နေရလာတဲ့လူငယ်တွေလည်းကျောင်းနဲ့တူတူပဲအတိုင်းနဲ့ပြီးလာတဲ့ခါကျတော့90 90မှာပုံများအေး90မှာကျွန်တော်ဇူလိုင်လအထိ ယူရိုင်းတစ်နှစ်အဲ့ရုံကျုံနဲ့နှီးဆက်တယ်နောက်တော့မှကျွန်တော်ထောင်ကြတာလေအမှန်တော့ကုနန်းတော်လည်းဒါဒီကနေ့ပြောမှဆိုရင်အန်အဒီတမိုင်းမှာတချို့တွေတိတိကျကျနေဒီလူငယ်ရဲ့အားဆိုရင်ဒါတန်လျင်ကတနိုင်ငံလုံးမှာအင်အားအကောင်းဆုံးပဲလေဟုတ်တယ်ဒီအင်အားကိုဖြုတ်ခွဲဖို့တော့ကဒါလည်းဝေရှားနေရဝေရှားတဲ့ခါကျတော့ကျောင်းနဲ့ကြားတယ်အာကုနန်းတော်ပါသွားပြီပေါ့ကိုကြီးတော် ဘူးကတော့ကိုညီညီဘူးစိတ်တော့မကောင်းဘူးဘုရားတော်ကြီးဒါကတော့ဒီလိုပဲလုံရင်ကိုင်းနဲ့ခွဲခွာရတဲ့တင်ငယ်ချင်းတွေအများကြီးပဲရှိရမယ်အဲ့ဒီကနေမှကျွန်တော်တို့ကဒီပြန်ဆက်ရင်ရန်ကုန်မှာအဲ့လိုဖို့အတွက်ကိုညနေတဲ့ကြောင့်တော့ကျွန်တော်ဟိုကဖုန်းနဲ့မရှိပါလဲမရှိပါဗျာသိရမလားအဲကျွန်တော်တို့ကဝိုင်းဝန်းပြီးတော့မျိုးနယ်တွေမျိုးနယ်တွေကျွန်တော်တို့ကသူ့စာတန်လိုက်ဆင်းတာ စီမင်းမနေ့ပြန်အောင်ဘာဘာလုပ်မယ်ဆိုပြီးတော့ကျွန်တော်တို့ကစီစဉ်တဲ့ခါကျတော့အဲ့ဒီမှာမနေ့ကိုဒါလာချတော့မယ်ဆိုတော့ကျွန်တော်တို့ကညနေပိုင်းကြမှာလူရှင်းတော့မှာကျွန်တော်အဖွဲ့ကတွေ့ပြီးတော့ကျွန်တော်တို့ကပေါင်းစည်းလို့ရတဲ့လုပ်လို့ရတဲ့တင်ငယ်ချင်းတွေနဲ့တိုင်ပြီးကျွန်တော်လုပ်တာဟုတ်တော့တော့ဆိုတော့အဲ့မှာကျွန်တော်တို့ကလုပ်တာဒါပေမဲ့အဲ့ဒီလုပ်တဲ့ပွဲကလည်းထူးခြားမှုတွေကျွန်တော်အများကြီးတွေ့ခဲ့ရကျွန်တော်မတွေ့ရလဲဆိုတော့ထူးဆန်းတာတွေပေါ့ဗျာ ဒီတထောင်မိုးလားပြည်ကြီးမှာကျွန်တော်တို့ကဒီဒီခလာရိုက်တော့ကိုဦးစင်းနေရောဆုံးစားပြီးတဲ့အချိန်ဆိုတော့ကျွန်တော်တို့ကတနအိဝင်းကျင်တော့ကိုအဲဒါတည်းရောက်စုရဲဆွေးလိုက်ခါကြတော့အဲ့မစခင်မှာဟိုခုံကြီးတွေလည်းအလိုပဲလူတွေကလိုပေါ့ဗျာဟိုသူ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 ကလည်းသူကလည်းသူကအဲသူ့အဆုံနဲ့သူနေနေကြကျွန်တော်လည်းလှုပ်ရှားရှိရလှုပ်ကြပေါ့ဗျာပြီးတယ်ပြီးရောအဲ့ဒီ လူကြီးကိုဘာပြန်စုပြီးတဲ့တော့ယာစီဥရုကအရက်ထုတ်ပေါ့နေခေါင်းဒီနှစ်နာရီဝင်းကျင်တော့ကြည့်ဦးနေဘူးရောဝိုး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 ရတာမမရရဟာဝိုးရှောင်တော့အဲ့ဒါနဲ့အဲ့ဒါနဲ့အကုန်လုံးကဘယ်လိုပြည့်တယ်ဆိုတော့ကျွန်တော်ဒီအဲ့ဒါကြီးဆောင်းတိုင်းရှိတယ်ဈေးရလုပ်တဲ့ဟာကြီးအဲ့ဘယ်အဲ့မှာပဲလုပ်မှာပေါ့အဲ့ကိုအကုန်လုံးဆုလိုက်ဆုလဲဆုလိုက်ပြီးတော့အဲ့ဒါနံပါတ်1ထူချာကြည့်နံပါတ်2ကကျွန်တော်တို့အဲ့ဒီထဲမှာရွှေရောင်လွှမ်းလဲဆိုတာအယောင် ဟာအဲ့ဒါတကူကနံပါတ်3ထူးခြားပြည့်ရှင်အောင်လားအဲ့ဒါလေရှင်ကဘလို့လွမ်းတာလို့ပေါ့ရှင်အောင်ကသူကဘလို့အထဲထဲမှာဟိုကသူကအယောင်ကသင်္ကန်းအယောင်ဆိုပေမဲ့လေရှင်ခမ်းမှာရှင်အောင်ဘက်ကဒီဒီအိုနေရဲ့အရေကဘောပါလာပေါ့အယောင်ကအထဲမှာတကယ်ကျွန်တော်မြင်ကိုင်းနေတာပါဒါလုံးဝတာရွှေရောင်ပဲတွားလာအဲ့ခမ်းပါကြီးမှာအဲ့ခမ်းပါကြီးမှာပဲအခမ်းအနားလုပ်ပြီးတော့ကျွန်တော်တို့ကပါလို့ကဆိုလူငယ်တွေကဒီဆုံးဆန်းတဲ့ လောင်းမယ်ဆိုတဲ့ဟာအကြောင်းပြချက်နဲ့ကျွန်တော်တို့ကတပောင်းနှစ်အောင်လို့ကျွန်တော်အလားအတူငယ်လေးကိုကျွန်တော်ကတော့တာဝန်ယူပြီးတော့အဲ့ဒါကျွန်တော်ကလုပ်တော့ဗျာလုပ်တဲ့ခါကျတော့အဲ့မှာဟိုဖိမကောင်းဗျာတကူကကျွန်တော်တို့ဒီဆရာသမားလို့ဖြစ်တဲ့အကဲဥမောက်ကိုကနေပြီးတော့မှရှင်ဝင်နေတော့ကြာတော့ဘောင်းရေးတဲ့အကဲလစ်တော်မယ်ဆိုတော့ အဟုတ်ကဲ့ပေါ့တက်တာမရှိဘူးလေကျွန်တော် online တက်တာကိုအရှိဆုံးကနေကျွန်တော်ကနေတဲ့ခါကျတော့အဲ့ဒါနဲ့ကျော်လဲအဲ့တော့မတွေ့ဘူးပေါ့ဗျာဒါအငယ်တော့ဘာဖြစ်တော့အဲ့ကအငယ်တော့မတွေ့တော့ဘူးအငယ်အဲ့မှာထွက်သွားပြီးတော့ကျွန်တော်တက်တာတက်တော့အရှိပဲမဟုတ်ကလေကျွန်တော်ကအနောက်ကိုလှမ်းကြည့်တော့ဘုန်းကြီးတန်းကြီးကကြော်ကြီးခဲတိုင်းပေါ့အတူအရှိပဲဟုတ်လား အဲ့ဒါလည်းကျွန်တော်ပြတ်တာမရှိသေးဘူးအဲ့ဒါနဲ့အပေါ်ရောက်ခိုင်းရတော့ဘုန်းကြီးနဲ့ဒီကျွန်တော်တို့ရဟန်းပြုဟိုဘောကအိုထားဖြစ်တဲ့ဒီနဲ့ခေါင်းကြီးရဲ့တကားတဲ့ဘာမှမပတ်မလဲဆိုအချင်လာပြီနေဆိုခေါင်းပေါ်မှာလည်းလူကရှိတယ်ညာကြီးပါမင်းတို့ပတ်ချင်တာတုံးမပတ်ချင်တာဒါပေမဲ့တုံးမပိုင်နဲ့ဖျားဖူးလေးတန်းထိနေတော့မှဆိုတော့အခြေပဲဘုကောင်ကြီးဒီလိုပဲကျွန်တော်လက်ရရပြတ်ပြီးတစ်ဖက်ခွဲပေါ့ဒီမှာအောင်းနေရအဲ့ဒီမှာပဲနံပါတ်3ထူးကြချက် တကယ်တမ်းပြောရင်အဲ့ဒီအတန်ကြီးရနော်ဖင်းတဲ့ကောင်းတဲ့ဆက်နေရအင်းဆက်ပါဆက်ဘူးအနဘတ်တော့ဟုတ်အဲ့ရနေပတ်ပြီးအောင်းမီးဟိုအကုန်လုံးဖုန်းကြီးတွေအကုန်ထိုင်ပြီးတော့ရုပ်ပြေးရတာအဲ့ဒီမှာမှအရန်အဝကောင်းတဲ့မြင်ပဲဟုတ်လောက်ပါဦးသဘာလဲတော့ဖုန်းကြီးပြေးယူပြီးတော့တာရုတာရုတာအဲ့လိုခေါ်တဲ့ချိန်မှာ ရှင်ုံဖျားထီတော့လေးပဲလေးတန်းလေးတက်ပေါ်လာဟာဆယ်မိတော့ကြာအဲ့ဒါနဲ့ကျော်လက်ကြည့်ရပါဗျာအားရဝါသာဖြစ်သွားထီတော့ကြီးကထီတော့ကသူကဒီလေးပဲလေးတန်းဗျာဒါကျွန်တော်ပေါ့နားမလဲဘူးနော်ဒါပေမဲ့ရာသီဥစွာလည်းအများကြီးဖြစ်တယ်ဒါတော့တော့ခမမကြားလဲမကြားဘူးပူရစ်ကျွန်တော်မြင်ရတာဒါလည်းပဲပေါ်ဝဲပတ်သက်ခဲ့တဲ့ ကျွန်တော်လုပ်ဖွဲ့ကံပတ်နေတယ်သိတယ်အဲ့မှာပါတဲ့လူတွေကသိတော့ဒီဘက်လေးတော့ပေါ်လာထီးတော့ဟာဒီလိုစက်ဝိုင်းပုံစံနဲ့ဖြင်းရအဲ့မှာကျွန်တော်အာရဝါနာဖြစ်ဖြစ်ပြီးအဲ့ဒါနဲ့ကျွန်တော်ဟိုပေါ့သူကောမလဲအရန်ဝမ်းလာပြီးတော့အရင်ရင်ပေါ့ဗျအာရဝါနာထိုးလာတော့လည်းဒီကတော့ချာအမှန်တော့ကျွန်တော်ထိုးတဲ့လက်သေးကအပြင်မှာတကယ်တော့ကျွန်တော်ရောက်ရအောင်ပဲ ဖီးဖီးပြီးတော့မအားဖြစ်တော့မသိဘူး။နာကျင်မှုတော့ဝမ်းမရှိ။အေးပေါ့ပီတိဖြစ်ပြီးတော့ပီတိဖြစ်လာ။အော်။ပြီးတော့ပါလို့လေ။ပြီးရတာပေါ့ဗျာ။အေးပေါ့။အဲ့ဒါလေ။ဒါကဟိုအမှတ်တရနဲ့ပြောခြင်းနဲ့သာဒါကကျွန်တော်တို့ဒီပွဲဟာမြခုနပြောတဲ့မီဒီယာရဲ့အပေါ်မှာကျွန်တော်တိတ်လွှမ်းမှုအနေထားအဲ့ခေတ်ကနည်းပေမဲ့လေကျွန်တော်အကြောင်းအရာတွေကတော့ ါတော့ဒီတိုင်းနိုင်ငံသမားဒီနဲ့ဟိုစိတ်ဝင်စားတဲ့လူတွေနဲ့ဒါသိရှိပြီးဖြစ်တယ်။ဒါပါရနစ်ကဖောင်ဘွဲပေါ့ဗျာ။အဲ့ဒါလည်းပဲတကယ်တမ်းကျတော့ဟို NLD ကျော်လွတ်တွဲလို့တွဲခဲ့တဲ့လူငယ်တွေကျော်အများဆုံးပါဝင်တဲ့ဘွဲကြီး NLD လူငယ်တွေအများဆုံးပါဝင်တဲ့ဘွဲပေါ့။အဲ့အဲ့ဒါကိုကျွန်တော်ပြောချင်တယ်။ အဲ့ဒါလေးဒီလားအခုအခုပြောတာဒီထူးခြားမှုတွေပေါ့နော်အဲ့ဒါကြီးကျွန်တော်တို့လည်းမသိခဲ့ဘူးอืมတော်တော်များများမသိကြအောင်အခုအခုပြောလို့မှသိရတာပေါ့ဒီလားဟုတ်တယ်ဒါပေမဲ့ကျွန်တော်ကအဲ့ဒီဟာကို2015ဆိုရင်ကျွန်တော်ကငွေရတုပေါ့ဗျာအဲ့ဒါကိုကျွန်တော်ဒီကျွန်တော်အန်အေလူငယ်တွေ့ခဲ့တဲ့ဟိုပါတကယ်ချင်းနေအဲ့တော့25နှစ်မြောက်တော့အဲ့ဒီဘယ်လိုလုပ်ကြအောင်ဆိုတော့ကျွန်တော်လည်းမှတ်တမ်းမှတ်ရလေးတွေကတော့ ကျွန်တော်အဲ့ခါကျကင်မလာဆိုတာလည်းဘူးမှမရရဲဘူးရိုက်ခွန်လည်းမပြူဘူးကျွန်တော်တို့ကဘာလို့လဲဆိုတော့ကျွန်တော်ကတစ်ဖက်ရန်သူကြောက်ရတာဟုတ်ဆိုတော့အစနာမထွက်စေခြင်းဘူးအဲ့လိုနဲ့နေရင်လည်းတော့ကြောက်အောင်ဆိုတော့ okay ပေါ့ဆိုပြီးတော့ကျွန်တော်တို့ကအဲ့ဘူးဖီမူတန်ငယ်သေးတယ်ကျန်တော့ဒါကဟို2014ဒီအာဒာနီနေ့မှာအရှင်ရောက် ။ဘူးတော့စိတ်မကောင်းပါဘူး။ဟိုကျွန်တော်လုံးမူသွားတာပေါ့။အဲ့ဒါနဲ့ဖို့ဖို့ဒီလိုပဲဒီလိုပဲ15မှာတော့အဲ့ပွဲလို့ဖို့တော့အဖြစ်ပြင်ရှိတယ်။အားလုံးတကယ်ချင်းတွေအားလည်းဒီပွဲကိုဝမ်းရအောင်ဆိုပြီးတော့ဟာအဲ့လိုအမှတ်တရအနေနဲ့ပေါ်ကျင်တဲ့အခါကျတော့အဲ့မှာရှင်ကားပါဆရာတော်ကဘာပြောလိုက်လဲဆိုတော့တကားတဲ့မလုံးနေတော့တဲ့ အဲ့ဒီ90ပါရဏုကံဆောင်ပွဲမှာပါတဲ့တတော်များများလွတ်ကံလိုက်တဲ့သဘောပေါ့အဲ့လားဖြစ်တော့အများစုကအဲ့လိုဖြစ်သွားတယ်ဟာရှိတယ်တဲ့အဲအကြောင်းမို့လို့တော့ကောင်းပါလေဆိုတော့ကျွန်တော်လည်းအလားနဲ့အဲ့ဒီပွဲကိုမလုပ်ပြတော့မလုပ်ပြတယ်အမှန်တော့ရှင်ထဲမှာရှိတယ်အဲ့အမေရန်အဲ့ပွဲတွေတဲ့ဒါ ကိုအန်ရီကလူငယ်တွေကိုလည်းတီးသေးခြင်းတယ်နောက်တစ်ခုကကျွန်တော်တို့ဒီပြောမဆိုတော့တန်းဒီပေါ့ဗျအဲ့ဒါကတော့ဒေါ်ဆန်းစုကြည်လိုပဲငင်းငင်းစုရတော့90 90 90 91 91เนาะ90ဒီဇင်ဘာဒီဇင်ဘာ10ရက်နေ့ပြီးရဟာဘယ်ဟာနေစဖြစ်လဲဆိုတော့ကျွန်တော် နဲ့ပတ်သက်တဲ့အားပါဒါပေမဲ့တန်းဒီကတော့တကယ်တမ်းကျတော့ဒီတစ်ဖက်ကနေပြီးတော့မှဒါအင်အားစုကြီးတစ်ခုလုံးအနေနဲ့ဖမ်းပြီးတော့သူတို့ဟိုတိတ်လိုက်တာပေါ့ဗျာဖမ်းဖမ်းလိုက်တာပေါ့ဖမ်းပြီးထောင်ချတယ်ထောင်ထဲမှာအများကြီးရောက်လာကျွန်တော်ထောင်ထဲမှာကျွန်တော်အင်ရှင်လိုဖြစ်နေရလေရောက်တာရောက်ပါလေဆိုတော့တန်းဒီပေါ့တန်းဒီပေါ့ပါလေဆိုတော့အဲဒီသမားစေအဲ့ဒါဒီလိုဒီခွေနေပေါ့နော်အဲ့ကျွန်တော်တို့ကအဲကျွန်တော်အဲ့ဝဲလုံးမဲ့တော့ပထမဆုံးကျွန်တော်တို့ ဒီလူငယ်တာဝန်ခံမှာရန်ကုန်တိုင်းကျွန်တော်တို့ခေတ်ကသူကပါလာတဲ့သူတော့ကျွန်တော်ကိုယ်တည်းရွေးကောက်ပဲကိုယ်တည်းတွေကိုကျွန်တော်လူငယ်ကနေပြီးတော့မှလက်မှတ်ထိုးပြီးတော့သူကကိုယ်မှတနာပေးတယ်အင်းအဲ့ဒါနဲ့အဲ့ဒီခေတ်ကတော့ဘဘဦးအောင်ရှိပေါ့ဗျာဆိုတော့အဲ့ဒါနဲ့ဟာဒါတော့ဟိုမင်းညှဖူးပါညာဆိုပြီးတော့အဲ့ဒါနဲ့သူ့ကိုထုတ်လိုက်တယ်ထုတ်ကဟာ အဲ့ဒါနဲ့အာဒီလုံချောင်းမှုအာဟိုပါပေါ့ဆက်ပြီးတော့လောက်ကြအောင်ဆိုပြီးတော့တစ်ခါပြန်ဟောဖြစ်တော့ဒါပေမဲ့ဟိုချောင်းနေမှာကတော့ဟောပြောပွဲတွေပါလေသူတို့ဟိုလုပ်ခဲ့တယ်ကြာနောက်တချို့လဲအဲ့ဒီတကယ်ဟိုဖြစ်တဲ့လူတွေတကယ်ခိုင်းခိုင်းရဟိုတချို့လဲအဲ့ဒီချိန်မှာကျွန်တော်အပြင်ဟိုဖြစ်တဲ့ဟာတွေကြတော့ကျွန်တော်လှူရှားမှုကအပြင်မှာအဲ့လောက်ထိ မဖြစ်တော့သွားခဲ့ဘူးဒါပေမဲ့ဖမ်းတော့ပါဆိုဖင်းနဲ့ဖုံးဖို့အကုန်သိန်းတော့အကုန်သိန်းကိုကလည်းဘာဖြစ်လဲဆိုတော့ဟိုကကျွန်တော်ကအိမ်မှာနေတဲ့ကောင်နေမဟုတ်ဘူးလေဆိုတော့ကျွန်တော်ဟိုဟိုဘက်ဟိုဝင်ဟိုဘက်သွားလိုက်ဒီဘက်သွားလိုက်နဲ့ရှောက်ပြီးကျွန်တော်ကတုံလာမှာရှောက်နေတဲ့ကောင်နေဆိုတော့ဖမ်းလို့ကကျွန်တော်ကိုအဆင်မပြေဘူးတင်ပါလေအေးပါဟုတ်ကဲ့အဲ့လိုလေရတော့ဖမ်းရတော့ပြေးရတော့ကြော်လာအဲ့ပါအဲ့ထပ်ပြေးရတော့ရအဲ့ပါအဲ့လွတ်သွားတော့အလွတ်သွားတာပဲမိုက်တယ်โอเคโอเค ကျမတို့မြစ်မရေဒီယိုကနေထုတ်လွှင့်နေတဲ့သတင်းစီစဉ်တွေသတင်းဆောင်မတွေဆက်တက်မေးမြန်းချက်တွေနဲ့ပတ်သက်ပြီးသောတာရှင်တို့အနေနဲ့ဝေဖန်ကြံပြုချက်တွေနဲ့ရှင်းဖွင့်ပြောပြခြင်းတဲ့အကြောင်းအရာတွေကိုကျမတို့ရဲ့မြစ်မရေဒီယိုဆောင်မရှင်ဆိုတဲ့ Telegram group ကိုစာရေးသားပေးပို့နိုင်ကြပါတယ်။သောတာရှင်တို့ရဲ့ဝေဖန်ကြံပြုချက်တွေကိုကြိုဆိုပါရရှင်။ မေဆမရေဒီယိုရဲ့ဒီနေ့ညအစီအစဉ်ကတော့ဒီလောက်ပါပဲမြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းဆရာနာရှင်ဘေးကကင်းဝေးပြီးကိုယ်စိတ်နှစ်ပါးချမ်းသာချမ်းသာပါစေလို့မေဆမရေဒီယိုဖဲသားတွေကဆုတောင်းမြတ်တာပို့သားလိုက်ပါတယ်မြန်မာပြည်သူတွေနဲ့အတူရှက်တည်နေမယ့်မေဆမရေဒီယိုပဲဖြစ်ပါတယ်နားဆင်ကြတဲ့သူတွေအားလုံးချမ်းသာကြပါစေရှင်